ိုက်ပေါ်ကုန်ချပြီးဆုံးသွားတဲ့အခါတော့ဒါကြည်ပြီးသွားရောအဲ့တုန်းကဆိုကိုနီတကွတော်တော်ငူပါဒါအဲ့တုန်းကမျက်ရည်ကျတယ်ဖြစ်နေရင်တော့ဒါဇွဲထူးနဲ့ပါတူတူရိုက်ချင်တာပါအော်ဘာကြောင့်လဲဆိုတော့တအားမုံဆွဲတော့ကလိုပဲတအားညီကိုနှစ်ယောက်ပေါင်းပြီးတော့တူတူရိုက်ချင်တာအဲ့လိုမျိုးစကားတွေကိုညီကိုနှစ်ယောက်ပြီးတလူကြံပြီးတော့အဲ့လိုဗိုက်စာနေပုံစံမျိုးဖြစ်သွားအောင်ဟိုတအားခန်းနေတပြန်ကြည့်ရဲ့အချိန်မှာတော့ဒါခဏခဏမျက်ရည်ကျပါတယ်ဒါတကယ်တကယ်ဖြစ်နေသလိုမျိုးခံစားမှု မလေးကိုရိုက်ပါနဲ့အမမာလုံလဲလက်တက်တော့ပဲရှိတယ်မြန်မာပြန်ခံရတာမင်္ဂလာပါဒါဒီကားမှာတော့နေတကွန်ဆွဲနေရနေတာတရုပ်ဆောင်ထားပါတယ်ဟုတ်ဟိုနေတကွန်ရဲ့ငယ်ဘဝနေရနေတရုပ်ဆောင်ထားပါတယ်ဟုတ်ပြီးတော့ဒီကားကိုတအားကိုရင်းဆုံးခေါ်ရဲဥမင်းကိုလေးကျေးဇူးအများကြီးတင်ပါတယ်ဟုတ် ဟုတ်ဒါအပိုင်းလေးတွေဒါရိုက်ခဲ့တဲ့အပိုင်းလေးတွေကိုပြန်ကြည့်ရတော့တော်တော်အားရကျဉ်းနေမိပါတယ်ဟုတ်ကာမရိုက်ခင် script ရှာရကလေးကဒါအဲ့အရာကိုထက်ထက်ခါခါကြက်ခဲ့တယ်ပြော၊ကွင်းထဲရောက်တော့လေဒါတချို့လူနေရဲ့အပိုင်းနေဒါမို့မူပူနေရရှိရောလေဒါဥမင်းကတေချာတတိချာချာတတိရရောက်တင်ပြပါတယ်ဟုတ်ဟုတ်အပင်မန်းဆုံးစင်းကတော့ဒါအလုရှာတဲ့အပိုင်းမှာပါအဲ့ဒီအပိုင်းမှာဆိုရင်ဒါမရိုက်ခင်မှာမမေကတော့တဲရင်လည်းလူပြီးတော့ပပြေးကန်နှစ်ပတ်လောက်ကွင်းကို အဲ့တော့တော်တော်တော့ပြင်းမှန်းတာပေါ့အဲ့ကနေအဲ့လိုရိုက်ပြပါမမင်းအသားကိုဆဲရည်နေတာပေါ့ဘာလို့အဲ့လိုဘယ်လိုမျိုးလဲဆိုအဓိကတော့ဒါဒီဇက်နဲ့လိုက်အောင်ပေါ့ဒါ character ကိုအဲ့လိုမျိုးမောလဲမောနေရပြီးရင်ဒါဘုံကြီးကြောင့်ထွက်လာတာဆိုတော့အဲ့လိုအဲ့လိုပေတလူကြံပြီးတော့အဲ့လိုဗိုက်စာနေပုံစံမျိုးဖြစ်သွားအောင်ဟုတ်ဒါအခန်းကြီးဒါပြန်ကြည့်ရချိန်မှာတော့ဒါခဏခဏမျက်ရည်ကျပါတယ်တော့ဒါတကယ်တကယ်ဖြစ်နေသလိုမျိုးခံစားမိလို့ ဘယ်ပိုင်းလဲဆိုတာမီကားမှာတာမီဆုံးသွားတဲ့အပိုင်းရယ်ပြီးတော့တညမလေးနဲ့ခွဲရတဲ့အပိုင်းမှာတတ်တကင်မြေကြီးကြရယ်ဟုတ်လားကြီးကြီးပြောကြရယ်ဟိုအမတ်တရာတော့အများကြီးပါဒါဒါဒီတဲမှာဒါအာဘယ်လိုပြောမလဲ မအမှတ်ရဆုံးအမှတ်တရဆိုရင်ဒါဟိုဓားဆွဲတဲ့အပိုင်းမှာဒါမဆွဲခင်အားလုံးက ready ပြင်နေအောင်မှာဒါအဲ့ချိန်မှာသူရင်ကြီးရင်နဲ့ချော်လဲသွားချော်လဲသွားတဲ့ချိန်အနောက်မှာမိုက်ကြီးရတဲ့တတ်တာအဲ့မှာဖင်ချာရကြီးချော်လဲသွားအဲ့ချိန်မှာဦးမင်းကလည်းဒါကိုပြောချော်လဲလို့မရဘူးတဲ့ဒီအချင်းကအရေးကြီးရဲ့အဲ့ဒီလိုလည်းပြောသွားဟုတ်အော်အဲ့လိုတော့မဟုတ်ခဏခဏရိုက်ခိုင်းဟုတ်ဒါပြောရတဲ့အတိုင်းပဲအဲ့လို စင်းစဲရောက်ပြီးဆိုရင်ရိုက်ခွင်းနဲ့ရောက်ပြီးဆိုရင်တအားအကုန်လုံးတတိချာနဲ့တအားကိုရှင်းပြရဲတအား မလို့အဘဲနဲ့ဒါချောရဲအပိုင်းကြီးစုလေချောရဲတကယ်လို့ဒါလူနေရဆိုရင်လည်းတောက်ပြောပြရဲတကယ်လို့ပုံနေရဆိုရင်လည်းတောက်ရှော့ဖို့ပြောပြပါရဲပြီးရင်တောက်တိတိကျကျလည်းတောက်တင်ပြပါရဲပါတော့မပါတော့ဟုတ်ဒါအပိုင်းနေရအကုန်ပြီးသွားပါပြီဒါအပိုင်းနေရောဒါခဏခဏပြန်ကြည့်ပါရဲဟုတ်ဘာကြီးချန်ခဲ့လဲဆိုတော့တောက်ကိုတိရပြိတ္တတိပုံများလာတယ်ပြီးတော့တောက်အရင်ကတိရပြိတ္တတိလည်းအခုစကားတင်မှာဆိုတော့တောက်ကိုပို့ပြီးတော့ပြန်မှတ်မိကြရဲတောက် တနည်းလောက်ကရိုက်တာဟုတ်အဲတုံးကတော့ဘောဘကိကိလေးပေါ့အခုကအရက်လေးတော့နည်းရှိလာပါတယ်ဟုတ်ချစ်ကြရတော့အများကြီးပါဟုတ်တအားပြောကြရတဲ့မုန်းဆွဲရလူပဲတရုပ်ဆောင်တာကောင်းတယ်ပြီးတော့တအားကိုလည်းအခုထိတရှိုးကောမန်လေးတွေ့ရဝမ်းသာမိပါတယ်ကာရက်တာနဲ့လိုက်တဲ့ဟာတော့ဒါအကောင်းဆုံးတော့လုပ်ထားပါတယ်ဟုတ်ဒါအဲ့လိုအားတာတယ်လို့တော့မရှိပါဘူးဟုတ် ဖြစ်နိုင်ရင်တော့ဒါဇွဲထူးနဲ့ပါအတူတူရိုက်ချင်တာပါ။အော်ဘာကြောင့်လဲဆိုတော့တအားမုံဆွဲတော့လို့ပဲတအားညီကိုနှစ်ယောက်ပေါင်းပြီးတော့အတူတူရိုက်ချင်တာ။အဲ့လိုမျိုးစကားတွေကိုညီကိုနှစ်ယောက်ဘုံမှာအဲ့လိုဒရမာပဲဖြစ်ဖြစ်အဲ့လိုတအားတာညီနဲ့တာညီလေးနဲ့ရိုက်ရရင်ရပါပြီ။နောက်ပိုင်းရရင်လည်းတာညီလေးနဲ့လည်းအတူတူရိုက်ချင်တယ်။ဒါတယောက်တည်းလေးရိုက်ချင်ပါလေ။ဟုတ်ညီမလေးနဲ့ခွဲရခင်ရယ်ပြီးတော့ ဟိုဟာဒါဒီအလုရှာတဲ့အခန်းမှာဆိုတောင်းမွေးစားလိုက်တဲ့အခန်းမှာဆိုတော်တော်လူကြည့်များကြတယ်။အဲ့ဒီတကြောင်လဲကျေစုများတည်ပါရဲ့ဟုတ်။အော်ငုံရပါရဲ့။ဟိုတိုက်ပေါ်ခုံချလိုက်တဲ့အခန်းဆိုโอเคဒီကောက်ကိုတော်တော်ကြိုက်တယ်ဒါအကုန်လုံးအပိုင်းကြီးအကုန်လုံးအခုအပိုင်းပြီးွားရင်တော့မတခြားအပိုင်းကြီးလည်းအကုန်ကြည့်ပြပါတယ်ဟုတ် အာအကုန်လုံးတော့တူတူပါပဲဟုတ်အကုန်လုံးတော့ဘေးရပူကြိုက်လဲဆိုတော့မရှိပါဘူးအကုန်လုံးအကြိုက်ဆုံးပါဟုတ်ဟုတ်အခုအပိုင်း7တော့ဒီနေ့ဆက်ထွက်နေပြီဟုတ်အပိုင်း7တော့ဒါမကြည့်ရသေးဘူးအပိုင်း10မှာတော့ဟိုတန်းညမလေးတိုက်ပွဲကုန်ချပြီးဆုံးသွားတဲ့အခါတော့ဒါကြည်ပြီးသွားပြီဟုတ်အဲ့တုန်းကဆိုကိုနေဒီကုန်တော်တော်ငူပါဒါအဲ့တုန်းကမျက်ရည်ကျတယ်ဟုတ်ကဲ့တကယ်ငူပါဟုတ်မုန်းဆွဲရကြတော့ဒါတို့ အာညီကိုနေရောက်ပေါင်းပြီးရောအဲ့လိုမျိုးရိုက်ကြတဲ့အခန်းပေါ်ဒီဟာကျတော့ဒါတယောက်တည်းအောင်မှညီမလေးနဲ့ခွဲရတဲ့အခန်းလေးပါပါတော့အဲ့လိုမျိုးဒီကားမှာတော့ဒါအကောင်းဆုံးတရုပ်ဆောင်ခဲ့ပါတယ်ဒါကိုဥမင်းကလည်းတိကျတင်ပြီးခဲ့တယ်ဒါလည်းအကုန်ချက်ခဲ့ရပြီးတော့ဒါတခါလေရောရိုက်ခွင်းထဲမှာဒါဒန်လော့ရေမိရပါဘို့ဟုတ်စာချက်ရတာတော့ပုတ်ခတ်တယ်ဒန်လော့ဒါမူသွင်းလိုက်ရင်သူ့ဘက်သူမှတ်မိပါစာချက်ရတော့ မချိုက်ဘူးဘယ်လိုပဲရှိရှိဒါမှတ်မိနိုင်တယ်ပေါ့ဟုတ်ဒါဒီကားရိုက်တဲ့အချိန်မှာဒါမပါတဲ့အခန်းကိုပါတဲ့အခန်းအားလုံးကိုဒါကိုကြည့်ပြီးတော့အားပေးကြရဲ့ပြည်သက်ကြီးအားလုံးကိုလည်းဒါကျေးဇူးများတင်ပါတယ်ဒါလည်းအကောင်းဆုံးကြိုးစားခဲ့ပါတယ်ဟုတ်ကျေးဇူးပါ